အားလုံးပဲမင်္ဂလာပါရှင်။ Story Audio Voice Channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနာဆင်ဖို့အတွက်အမားတခုဤနေကုန်းဆိုတဲ့ဇာတ်လမ်းလေးကို ဖြုတ်ကရွေးချယ်ထားပါတယ်။ဇာတ်လမ်းလေးကိုအစားကနေအဆုံးထိလိုက်ပါလို့နာဆင်ပေးပါအောင်နော်။အိပ်ပျော်နေရဲ့လို့ထင်မဲ့မရလောက်အောင်ငိတ်သက်စွာလေးလျောင်းနေရဲ့မမရဲ့အနေမှာကျမရဲ့တော်ကမီပြီးတနီနီလောင်ကျွမ်းလျက်ရှိရဲ့။မမရဲ့မမ မြမလေးခေါ်နေရတယ်မမရဲ့ထားကြည့်ပါဦးမဖြေနိုင်ပါဖြေနိုင်စရာအကြောင်းမရှိဖြေသိမ့်စရာစကားလည်းမရှိရဲ့ရီတွေသားဆက်တိုက်ကြလာတယ်အပြစ်ဆိုးနေကြုံခဲ့ရတယ်မမကိုကြည့်ပြီးကျမရှင်တွေနစ်နေရဲ့ဝဲနေလုံးကြီးစွတ်တက်နေရဲ့မမကျမရဲ့တူရဲတော့မမဖြစ်မှာဖြစ်ရလိမမရဲ့မမပြောတော့အစဉ်ပြေတဲ့နေ့ညမလေးကိုလာခေါ်မယ်ဆိုစောင့်နေရလေမမရဲ့ညမလေးစောင့်နေရာ ရင်ထဲရှိသည်များပြောကဝမ်ဘန်တနေငိုကျင်းနေရဲ့ကျမရဲ့အနာကိုဖေဖေတို့လင်မယားရောက်လာတယ်။တမီးငယ်ငိုတန်စွန့်နေရဲ့ဖေဖေရဲ့အတန်ထင်မထားတဲ့မျက်နဲ့ထားနေဖေဖေမိမသူတို့ရောက်လာခြင်းကိုမမကြည့်ပြလိမ့်မှာမဟုတ်သူတို့ကိုမမတွေးချင်မြင်ချင်လိမ့်မှာမဟုတ်ဒါကြောင့်သာနှဲလို့ရတယ်။ပြန်မဖေ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 တို့ကိုမမတွေးချင်မှာမဟုတ်ဘူး။တမီးတယောက်ထဲမမနာမှာနေပြရစီပြန်မတော့ဖေဖေ ဒီလိုပြောတော့ဖဖေရငိုတယ်ဖဖေအပြစ်တွေပါတမီးရယ်ဖဖေအပြစ်တွေပါတမီးမမအခုလိုအပြစ်ဆိုမျိုးနဲ့ကြုံရတာဖဖေကြောင့်ပါဖဖေကိုခွင့်မလို့ပါနဲ့ကွယ်အခုမှဖဖေအတိတ်တရားရှာလဲမထူတော့ဘီမမမရှိတော့ဘီပြန်มาတော့ဖဖေရယ်ပြန်လိုက်ပါတော့အခုမှဖဖေငိုပြနေရဲ့အပို့ပါပဲမမကြည့်နေစိတ်ဆိုးနေပါမယ်မမစိတ်ချမ်းသာအောင်ထားလိုက်ပါတော့နော်မမစိတ်ချမ်းသာသလိုနေပါစေရောလားနေစီလိုရယ် မမကိုစိတ်ချမ်းသာစေခြင်းနဲ့ဟိုတချင်ရဖဖေရမမကိုစိတ်ဆိုးစိတ်တူစိတ်ဆင်းရဲစေခဲ့တယ်မဟုတ်ပါလားအငယ်မရေအငယ်မရှင်းမမမပြီးသေးဘူးလားကျောင်းတော့ကြတော့မယ်မြညာလို့ဟုတ်ဟောင်းဆွေစကားကိုတန်ရှည်ဆွဲပြီးကျမအင်ကြီးရွေးနေရမပြီးရောမမေမရှိရဲကကျောင်းသွားဖို့အရေးနှောင်းနေလာခဲ့တာအစင်လာလို့ဖြစ်နေခဲ့တယ်မမေရှိစဉ်ကလို့အရာအလုံးဟန်ချက်ညီညီ မတွက်လက်တော့ ေးတီလေးကန်သွားရပောင်းများပြီအငယ်မရဲ့တက်တက်လက်လက်လှုပ်ပါဟဲ့ကျမကိုမမမပြောရရဲ့နေဆိုပြီးတော့မရှိ နေတိုင်းမမရဲ့အတန်ကြားရတယ်ကျမကလည်းကျမပဲအရာရာမှာနေတီနေကန်မမက ကျမထဲအသက်17နှစ်ကြီးရဲ့မမ6တန်းနေရောက်မှကျမကိုမွေးတယ်ဆိုရဲကျမ17နှစ်သမီးမှာမမေဆုံးတယ်မမေဆုံးတော့မမအောင်ပေးခါစပင်ရှိသေးရဲ့မမေဆုံးပြီးတိတ်မကြခင် ဖဖေနောက်အိမ်တော်ပြုတ်သွားခဲ့တယ်။မမနဲ့ကျမနှစ်ယောက်တည်းသာကြံခဲ့တော့တယ်။အမိသားမကအဖပါမဲ့သွားတဲ့ကျမကိုမမကပင်ပြုစုစောင့်ရှောက်လာခဲ့တယ်။မမေဆုံးတာဖဖေကြောင့်ဖဖေစိတ်တူတယ်။ပျော်ပျော်ပြီးငုံနေတက်တဲ့မမဟာဖဖေနောက်အိမ်တော်ပြုတ်ခြင်းကိုမကျေနဲ့။သမီးတွေကိုမငဲညာပဲလှုပ်ရက်လီခြင်းလို့ဆိုကအမုန်းကြီးမုန်းနေရော်အိမ်။ဖဖေပွေလို့ရှုပ်လို့မမေတေးရတာ။ဖဖေသားမပွေမရှုပ်ရင်မမေတေးမှာမဟုတ်ဘူး။ စိတ်ဖိစီးမှုများပြီးစိတ်ဆင်းရဲမှုတွေကြုံခဲ့ရတဲ့မမေကိုတနာလာကြောင်ဖြစ်တယ်။မမဟာဖဖေးအပေါ်မကြည်မချမ်းပြောပြောနေတတ်တယ်။တီးကဲ့နိုင်စွမ်းကြီးမာလို့နဲ့မမေကတော့ဖဖေးအပေါ်ဘဲတော့အခါကားမှမကောင်းမပြောခဲ့။သမီးတို့ရဲ့သမီးတို့အဖေပေါ်အပြစ်တည်းမမြင်ကြပါနဲ့ကွယ်။အဖေလေအဲ့လိုမပြောကြနဲ့။သမီးတို့ငရေကြီးမှာဆိုရယ်။မမေပြောလေ အပြောသာရှိရဲ့။အမေသေးကြီးကြီးရဲ့မမဟာ ဖဖေးအပေါ်စိတ်ဆိုးမြဲဆိုးနေတတ်သူပဲဖဖေးဟာလေမမေကိုထက်မတွက်ဘူးသမီးတို့ကိုလည်းအရေးမဆိုင်ဘူးသူအပြော်ရှာဖို့ပဲတက်တာမမေနေမကောင်းဖြစ်နေတာတောင်မှမမေအနာမှာနေပေါ်မရဘူးတတော်ဆိုးတဲ့ဖဖေးပဲမမတရားညစီအောင်မြင်နေရတဲ့မမေကိုတနာလေလေဖဖေးအပေါ်အပြစ်တွေမြင်နေလေတနေ့အဲ့ဒီနေ့ကိုမမေနိုင်ပါနောက်မိမနဲ့ထွက်ပြေးသွားတယ်ဖဖေးဟာသူ့မိမကိုခေါ်ပြီးအိမ်ပြန်ရောက်လာခဲ့တယ် မမေတေးပြီးကဘလောက်ကြာသေးလို့ဖဖေကနောက်မိမကိုခေါ်ပြပြန်လာရလဲစိတ်ဆိုးမန်ဆိုးနေပြောလိုက်တဲ့မမရဲ့စကားကိုဖဖေကခရုမထားနေစရာမရှိဘူးပြောမလို့လားဖဖေဘာသာပမာနေနေလေဒါမမေအိမ်သူ့အခေါ်မလာနဲ့ခေါ်မလာလို့လေဖဖေစကားရက်သွားပေမယ့်နောက်မိမဆိုသူကမမကိုကြည့်ပြီးရောဟဲ့ရိုင်းနာကြလားဒါဖေအိမ်ကိုပြောမယ်စကားလားကိုကိုနော်သမီးတွေကိုအလိုမလိုက်နဲ့ရောက်ကန်းတက်မယ် လူလေးကြီးရောသေးစီသေးညံ့နဲ့ဖက်နဲ့ဖေအေးကိုပြောနေလိုက်တာများမပြောလိုက်ချင်ဟမ်အပြောခံလိုက်ရအောင်ငမမျက်ရည်တွေပို့ပို့ပေါက်ကျလာပြီးဖက်ဖေးရှင်ပါပြီအဲ့ဒီမိန်းမကိုတွန်းကတွားတွားမလာနဲ့တွားအပေါင်စီတွန်းထုံဒေါသတစီပြောတယ်ခနာတာကြောင့်ကြည့်နေရဖက်ဖေးဟာတတိဝင်လာတဲ့အချိန်မမလက်ကိုဆွဲဖယ်ပြီးတမီးဒါဘာလို့တာလဲအဲ့လိုမလုပ်ရဘူးလေမလုပ်နဲ့သူ့မိန်းမကိုလေခင် စိတ်မဆိုးနဲ့နော်။တမီးကသွေးပူနေတော့မို့ပါ။ခင်ကနားလေပေးလိုက်ပါနော်။နော်။ချက်တလေလေးနဲ့တောင်းမှန်တော့တယ်။မမအရှိုက်ကိုထိလိုက်ပြီ။ဖဖေးဖဖေးမျက်လုံးထဲမှာသူ့ပဲရှိရလား။တမီးတို့မရှိတော့ဘူးလား။နောက်မိမလက်ကိုဆွဲပြီးတမီးရောဂယုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဖဖေးကမမကို တိတ်ဆန်းလို့ပြောတယ်။ဖဖေးဖဖေးဖြေပါဖေဖေရဲ့ဖြေစမ်းမှာဖေဖေစိတ်ထဲမှာသူ့ပဲရှိသလားတမီးတို့မရှိတော့ဘူးလား ကျမကိုကြည်လိုက်ဖဖေကိုမေးလိုက်နဲ့မမအော်ဟစ်နေပေမဲ့လေဖဖေစီကတော့ဘာတမ်းမှထွက်မလာတော့ပေရတယ်လေဖဖေဖဖေမဖြေချင်းလည်းမဖြေပါနဲ့ဒါပေမဲ့တခုတော့သိထားဖဖေနဲ့သမီးတားဖတန်ရုံစင်ဒီမှာတည်းပြက်ပြီဖဖေကိုသမီးဖအေးတယောက်ဖြစ်အသိမှန်မပြုတ်တော့တယ်လို့သမီးကိုလည်းသမီးတယောက်အဖြစ်မတတ်မှတ်ပါနဲ့တော့ဖဖေနဲ့သမီးငုံရင်းကစကားကိုပင်စုံအောင်မပြောနိုင်တော့အခန်းထဲပြေးဝင်သွားတော့တယ် အထုပ်ပိုးတွေပြင်နေရဲ့မမဟာခရီးရှိတကူသွားတော့မှကိုကျမသိနေရဲ့မှတ်ပုံတင်အစပွဲလက်မဲ့အစုံစာရဲစာတန်းအကုန်လုံးထည့်နေရကိုတွေ့ရတယ်အဝိစားတွေလည်းပါတယ်အငငယ်မနေလိုက်ပါလားကျမကိုကြည့်ပြီးရှာရင်မေးရဲ့ကျမကတော့မမသွားမှကိုစိတ်မကောင်းဖြစ်နေပြီမဲ့ဖေဖေနဲ့ပတ်သက်ပြီးဘာကူမှမခံစားတဲ့အလားတင်းငိနေခဲ့တယ်နေငါနဲ့လိုက်ပါလားဒီမှာနေခဲ့ပါလားမမတကယ်သွားမှလားသွားမှာပေါ့ ဘယ်လိုလဲမသိသေးဘူးဟမ်မသိသေးဘဲနဲ့ဘယ်လိုလုပ်မှာလဲကြောင်းပြီးပြီလေအလုပ်လုပ်မှာပေါ့အလုပ်မရှားပါဘူးလူမသိငွေမရှားတဲ့ငါအလုပ်လုပ်မယ်သူ့အကြံနဲ့သူစီစဉ်နေရမမအိုကျမတားကြည့်ပါသေးရဲ့မမရဲ့မမမိန်းကလေးလေအဲ့လူကြီးဖြစ်ပါမလားမသွားပါနဲ့လားနောက်ဆိုရင်တော့ပါအေးတော့ပြီနေနေချင်းနေကလေငါတော့သွားမှာပဲသွားမယ်စိတ်တွေစိုးနေရမမအိုကျမတားမရပါဘူး ဒါပေမဲ့မမကကျွန်မကိုအလွန်ချစ်တယ်။မမအဆင်ပြေရင်လာခေါ်လိုက်မယ်။စောင့်နေနော်။ခေါင်းလေးညှိပြီးကျွန်မငိုချန်ခဲ့တယ်။မမလည်းမျက်ရည်တွေနဲ့ထွက်သွားတော့တယ်။မမသွားတော့မှဖဖေတို့လင်းမြအခန်းထဲကထွက်လာတယ်။ငိုနေရဲ့ကျွန်မကိုဖဖေကမငိုပါနဲ့တမီရဲ့။တမီမမခဏပဲသွားတာ။ပြန်လာလိုက်မယ်။သူအကြကြီးမနေနိုင်ဘူး။ကြည့်နေပြန်လာလိုက်မယ်။မငိုနဲ့မငိုနဲ့တိတ်တိတ်။ညှိတဲ့စကားတွေကနားမဝင်နိုင်။မမအကြောင်းတွေးနေမိပြီ။ ဖဖေလိုက်ခေါ်လိုက်ပါလားဖဖေလိုက်ခေါ်ရင်မမဆိတ်ဆိုးပြေသွားမှာခေါ်စီခြင်းပေမဲ့လေလိုက်မခေါ်ပဲရက်နေခဲ့တယ်ပြန်လာမှာပါသမီးရဲ့ပြန်လာလိမ့်မယ်အတေးကြကြီးပြောနေပုံထောက်ရင်ဖဖေစိတ်ချင်းမမခဏလေးသွားမယ်လို့ထင်နေပုံရှာတယ်ပြန်မလာတော့ဘူးဆိုရင်ရောလာမှာပါသမီးရဲ့လာဦးလာမှာပြန်မလာဘဲနဲ့သူမနေနိုင်ပါဘူးလာမှာတကယ်ပြန်လာလိမ့်မယ်ထင်နေနေရော့တယ်ကျမကတော့မမအကြောင်းကောင်းကောင်းသိတယ် ပြန်လာတော့မှမဟုတ်ဘူးဖဖေမမဆေးကိုကျမသိရဲ့ခုချိန်မှာဖဖေသာလိုက်မခေါ်လိုက်ရင် မမဘယ်တော့မှပြန်လာမှမဟုတ်ဘူးမမကိုကျမနေ့တိုင်းတတိရဲမမရင်ထဲမှာလေကျမကိုထားခဲ့ရလို့စိတ်မကောင်းဖြစ်နေပေးလိုက်မယ်ကျောင်းဖွင့်ရဲ့တနေ့နေတဲ့ထမင်းစားကျောင်းစင်းချိန်အငယ်မဟေးအငယ်မအဝေးကလှမ်းခေါ်တဲ့မမအတန်ကိုကြားလိုက်ရတဲ့အခါအပျော်ကြီးပျော်သွားတယ်အဲမမညီမနှစ်ယောက်ပြေးဖက်ကြတယ် နေကောင်းလားအဆင်ပြေလားကောင်းတဆက်ဆန်းနေရင်မမရောအဆင်ပြေလားဘရော့ညီမလေးကိုလာခေါ်ပါလေမမအခုဘမနေရလဲလလောဆယ်တော့တငယ်ချင်းကြီးမှာခဏနေရေမမအလောက်လျှောက်ထားရည်လေရရင်အဆောင်ပြောင်းနေမှာအော်အဲ့ကျမလာခေါ်မယ်လေနော်စောင့်နေသိလားအင်းမစောင့်နေမယ်ဆက်ဆက်လာခေါ်နော်တယောက်နဲ့တယောက်လက်တန်းချင်းချိတ်လက်မလက်မချင်းချိတ်ကဂရိဂရိလို့ဆိုလိုက်ကြတယ်ကျမစီကိုမမက မကြမကြရောက်လာတတ်တယ်။လာတိုင်းနဲ့ကျမကြိုက်တတ်တဲ့မုံလေးပဲပါလာတတ်တယ်။ကျမတို့သားတာအကြောင်းမာအကြောင်းမေးပြီးဖဖေးအကြောင်းကိုတော့စကားပင်အဆမခံပြီ။မမဖဖေးရလေမကြားချင်ဘူးမပြောနဲ့။ဟိုမပြောနဲ့ဆိုဟိုလေတော်ဆိုအဲ့ကြောင်ပြောရင်ညို့ငါလာမတွေ့ပဲနေလိုက်မှာနော်။နောက်ပိုင်းမမမကြိုက်မဲသိလို့ကျမလည်းမပြောပြတော့ပြီ။ဒီတလောမမနဲ့အဆက်အသွယ်ပြတ်နေရကြပြီ။ မမလာလို့မျောနေမိရဲ့ဖေဖေကလည်းမေးလာတယ်။သမီးငယ်သမီးစီကိုသမီးမမလာသေးလား။မလာဘူးဖေဖေ။ဟောမလာတာကြပြီ။ဗမာနေပြီးတော့ဘာဖြစ်လို့နေလဲမသိဘူး။သမီးကြီးနဲ့လည်းစိတ်ပူရတယ်ကွယ်။ထူးထူးဆန်းဆန်းမမကိုဖေဖေမေးရနေရကျွန်မလည်းစိတ်တွေလေးနေခဲ့တယ်။မမနေကောင်းပါစေ၊ကျန်းမာပါစေ။နန္ဒရဲ့ကင်ပေးရှင်းပါစေ။စိတ်ထဲကဆူတောင်းနေမိရဲ့။ဖုံးတယ်ကြတော့ ကင်မွေထွက်လာဖဖေထူးတန်ကြားလိုက်ရတယ်ဟယ်လိုဟုတ်ကဲ့ပြောပါတပတ်ကဘာမေးရမသိဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဗျာဖဖေရဲ့ထိနေတဲ့ဒီအဆောင်ကျမလန့်သွားမိရဲ့အနာပြေးသွားရင်လေမဖြစ်တာလေဖဖေဘာလဲလဲမဖြစ်လို့လဲရင်ဖမေမေးရီတွေဝဲလာပြီတမီးရှင်းတမီးမမဖဖေကိုကြည့်ပြီးရင်တွေထိတ်လာတယ်ဘာဖြစ်လို့လဲဖဖေမမဘာဖြစ်လို့လဲ ဆုံးမီရဲ့သမီးရဲ့ဆုံးမီဟုတ်ရဲ့လားဟုတ်လို့လားဖဖေရဲ့ဟုတ်တယ်မမရေမမငိုနေလို့မပြီးဘူးကိုကိုလိုက်သွားရမှာလေဗမာတဲ့တော့စင်းယုံမှာစင်းယုံရောက်တော့မမနဲ့အတူနေ အခန်းပေါ်ဆိုသူကိုတွေ့ရတယ်ဘလို့ဖြစ်တာလဲယင်ဘာဖြစ်တာလဲလေတရားတော်မေးကြတယ်ကျမတို့ကိုကြည့်ပြီးမိသားစုတွေလားဟုတ်ပါတယ်ဒါဆိုသူညီမလေးဆိုပါကျမပါပြောရင်းနဲ့ ရှေ့တိုးသွားတဲ့ကျမကိုဓာတ်ပုံလေးတစ်ပုံလှမ်းပေးရဲ့ညီမလေးကိုပေးလိုက်ပါလို့ပြောတယ်ကြည့်လိုက်တော့မမေနဲ့ကျမတို့ညီမနှစ်ယောက်ရိုက်ထားတဲ့ပုံလေးသုံးယောက်သာရှိမောနေကြတဲ့ပုံဓာတ်ပုံထဲမှာဖဖေးမပါတိလိုက်ပါပြီကျမတိလိုက်ပြီမမကဖဖေးကိုနောက်ဆုံးချိန်ထိစိတ်ဆိုးပြင်မသွားဘူးဖြစ်မယ်ဖဖေးကလည်းဝမ်းနည်းနေရဲ့မမရဲ့အခန်းပေါ်ပြပြတဲ့အကြောင်းဟာရှင်းနာစရာသူညီမလေးကိုအနားမှာခေါ်ထားခြင်းလို့တဲ့ လှုပ်တွေတအားလှုပ်တာနေရောညပါမနာတတ်လှုပ်တာကျွန်မနဲ့အတူတူမနေ့ကနေညနေပိုင်းထိလှုပ်ရတဲ့အလုပ်ရှိရယ်အဲ့ဒါပြီးရင်ကျွန်မအဆောင်မှာနားနေပြီမယ်သူကမနာဘူးနောက်တစ်ခုဆက်သွားတယ်ညနေပိုင်းကနေညအုပ်ပိုင်းထိစားတောက်ဆိုင်မှာဗကန်စီရဲ့အလုပ်လုပ်တယ်အဲ့ဒီညပိုင်းအလုပ်ကအပြန်ကားထိတ်ခံလိုက်ရပါပဲတိုက်သွားတဲ့ကားကရောမသိလိုက်ဘူးတိုက်ပြေးသွားတာတဲ့ကျမလည်းစိတ်ုံယုံမှသိရတာမမရဲ့ကျမယူကျုံမြငို့ကျွေးမိရဲ့ ဖဖေရလေသမီးကြီးရေသမီးကြီးဖဖေအပြစ်ပေးလိုက်တာပေါ့လေဟုတ်လားသမီးဖဖေအပြစ်တွေအတွက်တန်ခတ်လိုက်တာလားဖဖေအပြစ်တွေဖဖေသိပါတယ်သမီးရေကို့အပြစ်ကိုသိပါတယ်ဖဖေမလိမ္မာလို့သမီးမမအခုလို့အပြစ်ဆိုနေကြုံရတာပါဖဖေကြောင့်ဖဖေကြောင့်မှာသမီးရေဖဖေသားလိမ္မာခဲ့ရင်မိသားစုဘဝလေးအေးချမ်းမှာနောင်တရီနဲ့ဖဖေတမမိုက်တွေတွေမမဆုံးပြီး ရဲသားတစ်ပတ်အကြာမှာတော့ဖေဖေတယောက်သူ့အချင်းဆုံးသမီးကြီးကိုဆုံးရှုံးလိုက်ရတဲ့စိတ်ဝေဒနာကိုကုစားဖို့အတွက်သာသနာပေါင်းတွင်အပေးဝင်ဖို့ဆုံးဖြတ်လိုက်တော့တယ်။အမှန်ကိုမမြင်နိုင်ရအောင်အမောင်ဒီဖုံးလီရဲ့အမားပြင်မရတော့တဲ့ဒီမားကြောင့်မိသားစုဝါလီပြည့်စည်ခဲ့ရတယ်။အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတယ်။ဖေဖေကို့အပြစ်တွေကိုစေးကြောရင်နေတော့မယ်သမီးရဲ့အေးအေးချမ်းချမ်းနဲ့တရားရှာတော့မယ်။မင်းလည်းငါ့ကိုစားသမီးငယ်ကိုဆောင်းဆောင်ရင် နေတော့ပါမယ်လို့ဂရိပေးပါ။တမီလည်းသူနဲ့အတူတူလေးလေးမမနှစ်ရက်နော်။ကျမကိုနှုတ်ဆက်ပြီးကြောင်းကြီးပေါ်တက်သွားတယ်ဖြစ်ဖြစ်။နာကိုလည်းလှဲ့မကြည့်ရပါဘူး။တန်တရာခီးမှအေးချမ်းပါစေဖြစ်ဖြစ်။ပြိတ္တများရှင်အခုတင်ဆက်ပေးခဲ့တဲ့အမားတစ်ခုရဲ့ဏီကုံဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာလည်းပေးပါပြီ။ဇာတ်လမ်းကောင်းများစွာကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။